္ဂလာပါသားတို့သမီးတို့ရေဒီချဲကတော့ Great for စာရိတ္တဘာသာရက်ကိုတင် जा ပေးမယ်ဒီချဲအေဂရီပဲဖြစ်ပါတယ်ကွအခုဒီချဲတင် जा ပေးမယ်သင်ခန်းစာလေးကတော့သင်ခန်းစာ6ရိုးသားမှုဤဂုံတည်င်းဆိုရဲခေါင်းစဉ်လေးပဲဖြစ်ပါတယ်ကွ ချဲ့တို့ဒီသင်ခန်းစာလေးကိုသင်ကြားရတဲ့ရည်ရွယ်ချက်ကလေးကတော့ရူရူတတပြုမှုဆောင်ရွက်တတ်ရန်ရည်ရွယ်ပါတယ်ကွယ်အဲ့ဒီတော့လူများနဲ့ပြုမှုဆက်ဆံတဲ့အခါမှာရိုးသားမှုဟာအရေးကြီးဆုံးဖြစ်တယ်ကွယ်ကို့မှာရိုးသားခြင်းဆိုတဲ့ဂုဏ်ရှိရင်ဘယ်ရန်လဲမှ ရှင်လို့မရဘူးကွယ်ကဲဟုတ်ပြီအဲ့ဒီတော့ဒီချဲ့တို့အောက်ကဖြစ်ရက်ကလေးတွေကိုကြည့်ရအောင်နော် ဖြစ်ရက်ကလေးနှစ်ခုကို ရှင်းတွဲပြီးပြောပြပေးပါမယ်။ဖြစ်ရက်တက်မှာဆိုရင်တော့ဦးလေးကြီးတဦးရဲ့ပတ်စံအိတ်ကို ကောက်ရတဲ့အတွက်ကြောင့်မို့လို့လိပ်စာစုံစမ်းပြီးတော့တော့ပြန်ပြီးမယ်။နောက်တစ်ခုကကြတော့ဒီပတ်စံအိတ်ရဲ့ပိုင်ရှင်ကဘသူမှမသိကြအောင်ထိုနှစ်ယောက်မမြင်နိုင်အောင်ဖွတ်ထားလိုက်မယ်တဲ့။ကဲဒီဖြစ်ရက်တက်နဲ့နှစ်မှာဘယ်ဖြစ်ရက်ကလေးကတော့ရိုးသားမှုကိုပြတယ်လေကွ။သားတို့သမီးတို့စဉ်းစားကြည့်ကြနော်။ ဒီခြေကတော့ဒီဖြစ်ရက်လေးနှစ်ခုမှာ ပထမဖြစ်ရက်ကလေးဟာရိုးသားမှုကို ပြတယ်ကွယ်ပတ်စံအိတ်ကိုကောက်ရတဲ့အတွက်ဘသူ့ရဲ့ပတ်စံအိတ်မှန်တိငိခဲ့တယ်ဆိုရင်ကိုကသွားပြီးတော့ပြန်ပေးတင်ပါတယ်ကွယ်ကဲဒါဆိုရင်တော့ဒီခြေရောအခုရိုးသားမှုရဲ့ဂုံသတင်းဆိုရက်စာပိုက်လေးကိုဒီခြေရှင်းပြပေးပါမယ် မောင်မောင်ဟာចောင်းပိတ်တဲ့နေ့တိုင်းသူ့ရဲ့မိနဲ့ဈေးကိုလိုက်သွားလိမ့်ရှိတယ်။မိမိဝယ်နေကြဆိုင်မှာဈေးဝယ်သူတွေအများအတန်းကြိတ်ကြိတ်တိုးနေတဲ့အတွက်ကြောင့်မို့လို့တခြားဆိုင်မှာဝယ်ဖို့သူ့မိကိုပြောလိုက်တယ်။အဲ့ဒီခါမှာတော့သူ့မိကဘာပြန်ပြောလဲဆိုရင်ဒီဆိုင်မှာဝယ်သူတွေဘာလို့ကြိတ်ကြိတ်တိုးနေရလဲဆိုတော့ဒီဆိုင်ပိုင်ရှင်ရဲ့ရိုးသားမှုကြောင့်လို့ပြောပြလိုက်တယ်ကွယ်အဲ့လိုနဲ့တနေ့မှာသူ့မိဈေးမသွားနိုင်တော့သူ့ဖေနဲ့အတူမောင်မောင်ဈေးကိုလိုက်သွားခဲ့တယ် သူ့မိမာရဲ့ပစ္စည်းတွေကိုဝယ်နေကြဆိုင်မှာမဝယ်ဘဲနဲ့တခြားဆိုင်မှာဝယ်ခဲ့တယ်။အဲဒီပစ္စည်းတွေကမိမိဝယ်နေကြဆိုင်ရာမဟုတ်ဘဲတခြားဆိုင်ရာဖြစ်တယ်လို့မောင်မောင်ကမပြောပင်မဲ့သူ့မိကသိသွားတယ်။ဘာလို့လဲဆိုတော့မောင်မောင်ဝယ်ယူခဲ့တဲ့ပစ္စည်းတွေဟာအလေးချိန်မပြည့်ဘူးကွ။သူ့မိဝယ်နေကြဆိုင်ရာပစ္စည်းတွေကတော့တတ်တာမှန်ကန်နဲ့အလေးချိန်လဲပြည့်တဲ့အတွက်ကြောင့်မို့လို့ဝယ်ယူသူတွေများပြားရခြင်းဖြစ်ကြောင် မမေကရှင်းပြလိုက်တဲ့ကွယ်ဒီလိုနဲ့ရက်အနှဲငယ်ကြပြီးရဲ့ခါမှာတော့မောင်မောင်ဟာသူ့ရဲ့အဖေနဲ့အတူဈေးကိုသွားရပြန်တယ်ပစ္စည်းတွေကိုမမေဝယ်ခိုင်းနဲ့ဆိုင်ရပဲဝယ်မဲဆိုပြီးမောင်မောင်ကဆုံးဖြတ်လိုက်တဲ့ကွယ်အဲ့ဒီမှာဝယ်ယူသူတွေအလဲကျစောင့်ဆိုင်ပေးဖို့အတွက်ဆိုင်ရှင်ဦးလေးကြီးကမြစ်တံရက်ခံတဲ့အတွက်ကြောင့်မောင်မောင်ဟာစောင့်နေတဲ့ကွယ်အဲ့ဒီချိန်မှာပဲဈေးဝယ်သူတအူးဟာ ဒီဆိုင်မှာအထုတ်တထုတ်မေးကြံခဲ့သလားလို့မေးလိုက်တဲ့။အဲ့ဒီချိန်မှာပဲဆိုင်ရှင်ဦးလေးကြီးကအထုတ်ထဲမှာပါဝင်ပစ္စည်းတွေကိုမှန်ကန်စွာ ပြောပြနိုင်တဲ့ပိုင်ရှင်ကိုပြန်ပေးဖို့တင်စီထားကြောင်းရှင်းပြလိုက်တယ်ကွယ်။ဒါနဲ့ပဲပြောပြတဲ့ပစ္စည်းတွေကိုစစ်ဆေးပြီးမှန်ကန်တော့ပြန်လည်ပြီးပေးအပ်လိုက်တယ်ကွယ်။ဒီလိုနဲ့အိမ်ရောက်သွားတဲ့အခါမှာတော့မောင်မောင်ကမမေကိုဒီအကြောင်းလေးကို ပြောပြလိုက်တယ်။ မမေဝန်နေကြဆိုင်ရဆိုင်ရှင်ဦးလေးရာအလေးချိန်မှန်ကန်မှုဈေးနှုန်းမှန်ကန်မှုတို့နဲ့ဈေးဝယ်သူတွေကိုရိုးသားဖြောက်မှန်စွာ ရောင်းချတယ်။ဒါ့အပြင်ပစ္စည်းမေးကြံခဲ့ရင်ဘယ်ခါမှမပြောက်ဘူး။ရိုးသားဖြောက်မှန်ခြင်းရဲ့ဂုဏ်သတင်းကိုဈေးဝယ်သူတဦးနဲ့တဦးလက်စစ်ကမ်းထားတယ်လို့မမေကရှင်းပြလိုက်တဲ့ကွယ်။ကဲဒါလေးကတော့ရိုးသားမှုရဲ့ဂုဏ်သတင်းဖြစ်ပါတယ်။ ဒါဆိုရင်တီချဲတို့ဟာအောက်ကဖြစ်ရက်တစ်ကလေးကိုတစ်ချက်လောက်ဖတ်ကြည့်ရအောင်နော်တတိဘိုးကြတဲ့ငွေ1500အတွက်တတိတယ်ကို2000ပေးလိုက်တယ်အဲ့ဒီချိန်မှာတခြားသောဝယ်ယူသူတွေရောက်လာတဲ့အတွက် တသီးတဲ့ထံမှာပြန်အန်းငွေကို မစစ်ဆေးပဲနဲ့ယူပြီးအိမ်ကိုပြန်လာခဲ့ကြတဲ့အိမ်ရောက်တဲ့ခါမှာတော့ပြန်အန်းငွေကို ကြည့်လိုက်တဲ့ခါမှာ900ရံမဟုတ်ပဲ9000ရံဖြစ်နေတယ်တဲ့ကဲတားလို့သမီးတို့ဆိုရင်ဘယ်လိုလုပ်မလဲသွားပြန်ပေးမလားယူထားမလားစဉ်းစားကြမယ်နော်ဒီချက်ဆိုရင်တော့ဒီပတ်စံကိုသွားပြန်ပေးမယ်ကွဘာဖြစ်လို့လဲဆိုတော့ ပစံ9000ဆိုတဲ့တန်ဖိုးနဲ့ရိုးသားမှုရဲ့ဂုံကိုမလဲနိုင်လို့ကွယ်။ကဲဒါဆိုရင်တော့ဒီချဲနောက်ထပ်ဖြစ်ရက်နှစ်ကလေးကိုပြောပြပေးမယ်။တနေ့မှာမျိုးကနေလဲလာတဲ့ဧည့်သည်တဦးရဲ့ရွှေဆွဲကြိုးကြီးကြပြောက်သွားတဲ့ကွယ်။ပိုင်ရှင်ပြန်သွားတဲ့အချိန်ထိဆွဲကြိုးကို ရှာမတွေ့ဘူး။နောက်တနေ့မှာခရီးရဲ့ရှေ့ရပြန်လာတဲ့ မမကနော်အစေးကိုခြံတောက်ကကောက်ရခဲ့တယ်လို့ပြောပြီးရွှေဆွဲကျိုးကို ပြပြီးယူမလားလို့မေးတယ်ကွအဲ့ဒီချိန်မှာပဲနော်အစေးနေရာမှာတားတို့သမီးတို့ဆိုရင်ဘာပြန်ပြောမလဲစဉ်းစားကြည့်မယ်နော်ကိုရဲ့ပစ္စည်းမဟုတ်ဘူးသူများပစ္စည်းပြီးရခါမှာရွှေဆဲကျိုးဖြစ်တဲ့အတွက်တံမိုးကြီးတယ်ပျောက်တဲ့သူကလည်းအယမ်းကိုနှမျောမှာပေါ့ကွအဲ့လိုမျိုးအချိန်ခါမှာကိုကပိုင်ရှင်ကိုရအောင်သွားရှာပြီးတော့ ပြန်ပေးတာဟာရိုးသားမှုရဲ့ဂုံပဲဖြစ်ပါရဲ့ကွယ်။ကဲဒါဆိုရင်တော့အခုသင်ခန်းစာလေးကနေတားတို့သမီးတို့လေရိုးသားမှုဆိုရဲအတိတ်ပဲလေးကိုနားလေသဘောပေါက်သွားမယ်လို့တိချဲယုံကြည်ပါရဲ့ကွယ်။တိချဲတို့သင်ခန်းစာလေးကိုအခုဒီမာရင် ရပ်ပါမယ်။နောက်စာသင်ချိန်လေးမှာပြန်တွေ့ကြရအောင်နော်။